ရဝေးရဲ့နေရာကျွန်မအောင်ချစ်ခင်အားပေးကြတယ်ခမရသားသမီးများအားလုံးရှင်မိဘသားသမီးများအားလုံးမင်္ဂလာပါရှင်ကျွန်မမိတ်ဆွေများကိုဒီကနေ့မှာကျွန်မကနေပြီးတော့အိမ်တော်ကြီးအချစ်ကြီးတွေအဆင်မပြေဖြစ်နေတဲ့အခါမှာမိမိချစ်သူကမိမိကိုမခေါ်နိုင်မပြောနိုင်မဲနဲ့တခြားနေရာကိုသွားနေတဲ့အခါရောက်နေတဲ့အခါမှာမိမိရဲ့အမျိုးသားအိမ်တော်ဘက်နော် မိမိနဲ့စိတ်ဆိုးပြီးတော့အိမ်ကနေဆင်းသွားတဲ့အခါမှာဂမ်မီးယားရေဒီယာလေးတစ်ခုကိုကျွန်မကပြောပြပေးချင်ပါတယ်။ဒီရေဒီယာလေးကတော့တနင်္ဂနွေသားသမီးဆိုရင်နဲ့เนาะပိန်းနေရွဲ့29ရုပ်ကိုတောက်ကြသားသမီးကိုပန်းအိုးလေးတစ်လုံးနဲ့ပြည့်တတ်ပြင်ဆင်ခိုင်းပြီးတော့မှမိမိကိုယ်တိုင်မိမိအမျိုးသားပြန်လာဖို့ကိုစူတောင်းပေးရမှာဖြစ်ပါတယ်။ဒါကတော့တနင်္ဂနွေသားသမီးကပြီလိုရမယ်ရေဒီယာလေးပဲဖြစ်ပါတယ်။ တနင်္လာသားသမီးကြတော့တနင်္လာနေ့9:45เนาะအဲ့တော့တနင်္ဂနွေသားသမီးရလဲတနင်္ဂနွေနေ့9:45မှာပိန်းနေရွယ်29ရုပ်ကိုတောက်ကြသားမီးကိုပြင်ဆင်ခိုင်းပြီးတော့မှမိမိကိုယ်တိုင်ဖျားမှာဆူတောင်းပြီးတော့မေတ္တာပို့ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်မိမိရဲ့ချစ်သူပဲဖြစ်ဖြစ်မိမိရဲ့အိမ်တော်ပဲဖြစ်ဖြစ်မိမိကိုတတိရတဲ့စိတ်တွေဖြစ်ပြီးတော့မှပြန်ရောက်လာမှာဖြစ်ပါတယ်ပြန်လည်ချစ်ခင်လာမှာဖြစ်ပါတယ်ပေါ့နော်ကဲတနင်္လာသားသမီးကြတဲ့အဲ့လိုမျိုးပါပဲ မိမိရဲ့ကိုမွေးနေ့9နိုင်45မှာစနေသားသမီးကိုစနေသားသမီးကိုအင်းစင်ခိုင်းရမှာဖြစ်ပါတယ်လက်ပံညော့36ညော့ပန်းအိုးလေးတစ်လုံးနဲ့စနေသားသမီးကိုပူညီတောင်းပြီးတော့မှအင်းစင်ခိုင်းမှာမိမိကိုယ်တိုင်မိမိမွေးနေ့မှာ9နိုင်45မှာဖရာကိုလူဒန်းပေးရမှာဖြစ်ပါတယ်ဒါဆိုရင်မိမိရဲ့အိမ်တော်ဘက်ဖြစ်ဖြစ်မိမိရဲ့ချစ်သူဘက်ဖြစ်ဖြစ် မိမိရှိကိုပြန်လည်ဆက်သွယ်လာမှာဖြစ်ပါတယ်။ဒီရေရာလေးကိုပြင်ဆင်တဲ့အခါမှာလည်း21ရက်တည်တည်ထားပြီးမှလိုပါတယ်။တပတ်တစ်ခါရည်လဲပေးရမယ်။အရွက်တွေလဲပေးရပါမယ်။၃ကြိမ်၃ပတ်တည်တည်မိမိအနေနဲ့လည်းမြေတောင်ပြေးပေးရမယ်ဆူတောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့မိမိချစ်သူဘက်ပြပြမိရဲ့အိမ်တော်ဘက်ကဘက်ပြပြလေးလေးနဲ့နဲ့မြေတားလေးပို့ပေးပါဆူတောင်းပေးပါဒါဆိုရင်ကိုယ့်ရဲ့မြေတားတက်တယ်ကိုယ့်ရဲ့ကိုယ်ကိုလိုက်တဲ့မြေတားတွေကသူ့ရှိကိုရောက်သွားမှာဖြစ်ပါတယ် အင်္ဂါသားမိညာကြတော့အင်္ဂါနေ့9နာရီ55မှာတရက်ညွတ်တရက်ညွတ်တရက်ရွက်ပေါ့နော်33ညကိုတနင်္ဂနွေသားမိကိုပြင်ဆင်ပေးခိုင်းရမှာဖြစ်ပါတယ်ပြင်ဆင်ပေးတဲ့အခါမှာလည်းခုနပြောသလိုပဲ3ချိန်3ပတ်တည်တည်ရေလဲပေးရမယ်အယောဒီလဲပေးရမယ်မိမိကိုယ်တိုင်လည်းမျက်နှာမိမိကိုယ်တိုင်လည်းစူတောင်းပြီးတော့မှမေတ္တာပို့ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်အင်္ဂါသားမိကြီးအချင်းအင်္ဂါလေးကြီးပြန်လို့ဆင်ပြလာပါလိမ့်မယ် ဘုရဘူးသားသမီးတွေရတယ်ဒီလိုပါပဲရှင်ဘုရဘူးနေ9:45မှာလောက်ခံရမှာလောက်ရမှာဖြစ်ပါတယ်လောက်ခံရမဲ့လူကတော့တနင်္လာသားသမီးကိုပြင်ဆင်ပေးခံရမှာပါတနင်္လာသားသမီးကိုပြင်ဆင်ပေးခံပြီဆိုရင်ဘုရဘူးသားသမီးတွေကမိမိရဲ့ဝန်ကြီး9:45မှာကတိညွတ်36ညကိုအိမ်ဖျားတောင်းဆောင်မှာလှူဒန်းပြီးတော့မှမိမိရဲ့ကိုယ်တိုင်းမေတ္တာပို့ပေးပါစုတောင်းပေးပါ ၃ချိန်သုံးမှတ်ပြီးဒီလိုမျိုးလုပ်ပြီးမှဆိုရင်မိမိရဲ့ချစ်သူရဲ့ဖြစ်ဖြစ်မိမိရဲ့အင်နာဘော်ပဲဖြစ်ဖြစ်ပြန်လည်ဆက်သွယ်လာပါလိမ့်မယ်ရှင်။အခုတခါဇာတာဝိသားသမီးဖြစ်ပါတယ်။ဇာတာဝိသားသမီးရတဲ့အထပ်ပါပြောပြရတဲ့အတိုင်းနဲ့မိမိရဲ့မွေးနေ့9/45မှာပြုလုပ်ရမှာဖြစ်ပါတယ်။ပြုလုပ်ခံရမယ့်နေ့သားသမီးရတော့အင်္ဂါသားသမီးဖြစ်ပါတယ်။ ပြုလုပ်ရမယ့်အရွယ်လေးရတော့အင်ဂျင်ညွန့်23ညွန့်ကိုပန်းဦးလေးပြန်တလုံးနဲ့ထိုးပြီးတော့မှဘုရားကျောင်းဆောင်မှာထူထမ်းပေးရမှာ ဖြစ်ပါတယ်။၃ချိန်၃ပတ်တည်တည်ထူထမ်းပေးရမှာပါ။အဲတော့မိမိရဲ့ချစ်သူမိမိရဲ့အမျိုးသားကိုမေတ္တာပို့ပေးပါဆုတောင်းပါလေးလေးနဲ့လည်းဒါဆိုရင်၃ချိန်၃ပတ်အတွင်းမှာပဲပြန်လည်ဆက်ပြလာပါလိမ့်မယ်။သတင်းကောင်းကိုကြားရပါလိမ့်မယ်။ပြန်လည်ချစ်ခင်လာပါလိမ့်မယ်ရှင်။ ောက်ကြသားလူမျိုးတွေကလည်းဒီလိုပါပဲအထပ်ပါပြောပြရတဲ့အခိုင်းပါပဲဆက်လက်ညော25မြို့ကိုပုံတွေ့ဘူးသားလူမျိုးကိုပြင်ဆင်နိုင်ပါပြီးရင်မိမိကိုယ်တိုင်မိမိမျိုးလေးမှာ9:45မှာဖရာဟူတန်းပြရမှာဖြစ်ပါတယ်ထူတန်းတဲ့အခါမှာလည်းမိမိချစ်သူပဲဖြစ်ဖြစ်မိမိရဲ့အိမ်တော်ပဲဖြစ်ဖြစ်တိချာစုတောင်းမိတာပို့ပေးပါစနေသားသမီးတွေကလည်းဒီလိုပါပဲရှင်မိမိရဲ့မွေးနေ့9:45မှာကြာသာပြီးသားသမီးကိုကူညီတောင်းပြီးတော့မှ ဝင်းဦးညို့နဲ့နော်ဝင်းဦးညို့၁၈ညို့ဘုရားတောင်းဆောင်မှာတူတန်းပေးရမှာဖြစ်ပါတယ်ဝင်းဦးညို့မရဘူးဆိုရင်ကျမတို့ကဝါညို့၁၈ညို့နဲ့အုံးညို့၆ညို့ကိုတောင်းလေးထိုးပြီးတော့မှဘုရားတောင်းဆောင်မှာတူတန်းပေးပါဒါဆိုရင်မိမိရဲ့ချစ်သူမိမိရဲ့အမိသားအမိတာပူပေးတာအမြတ်စုတောင်းမှာသင်ချာနော်မိမိရှိဖို့အဆက်အသွယ်လာဖို့ပေါ့ ဒါဆိုရင်အများဆုံးဆက်ွက်လာပါလိမ့်မယ်အချီးရည်တွေအိမ်ောင်ရည်တွေလည်းစီစီလာပါလိမ့်မယ်ရှင်။ကဲပုံတော်ဘူးသားသမီးနဲ့ရာဟုသားသမီးတွေကတော့အတူတူပါပဲ။နော်ပုံတော်ဘူးညနေမှာမွေးတဲ့ပုံတော်ဘူးသားသမီးဘွားနဲ့ရာဟုသားသမီးဘွားကအတူတူပဲလောက်ရမှာပါနော်ဒီနေ့နံပါပဲ။ ကတိညွတ်36ညွတ်နဲ့တနင်္လာသားမျိုးပြင်ဆင်ထားပြီးတော့မှမိမိရဲ့ချစ်သူပြန်လာဖို့မိမိရဲ့အိမ်ဆောင်ဘက်ပြန်ရောက်လာဖို့ကိုဆက်တွယ်ပေးပါဆူတောင်းပေးပါမိတာပို့ပေးပါဒါဆိုရင်အများဆုံးပြန်လာဆက်တွယ်လာပါလိမ့်မယ်ရှင်။ကဲကျမမိတ်ဆွေခုနှစ်ရဲ့သားသမီးများအားလုံးအမားများပါခဲ့ရင်စီလဲနားလည်မှုဖွင့်လို့ပေးပါစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမအထံကို TikTok Messenger အနေနဲ့မြင်မြန်လို့ရပါတယ် တောင်းခံလို့လည်းရပါရဲ့ရှင်ကျမတို့ကမိမသားချင်းချင်းကူညီပေးရမှာပေါ့ရှင်နောက်တစ်ခုအနေနဲ့ကျတော့လုံးဝရက်ဝဲရက်မီမှာရောက်နေတဲ့ငွေကြီးမတတ်နိုင်တဲ့ခွန်ရဲသားသမီးများကိုလည်းကျမပို့ပြီးတော့မြတ်တာထားပါတယ်စေတနာတွေလည်းထားပါတယ်ဒါကြောင့်ဒီအစီအစဉ်လေးတွေကိုပြောပြပေးခြင်းဖြစ်ပါရဲ့ရှင်